အားသာဝါနာရှင်ညီကောင်မတော်များလုံးပဲမင်္ဂလာညနေခင်းပါခင်ဗျာမက်စလာ6ရက်နေ့ရဲ့နောက်ဆုံးရအာဆင်ညနေသတင်းလေးပုတ်ကိုကြုံတူတူကကြည့်လိုက်ရအောင်ပရမအောင်တဲ့ဘုတ်ကိုတော့ ဂရီမီဗိုင်းလေးဖော်ပြထားတဲ့ဘန်ဂျမင်ဆက်စကိုသတင်းတွေပဲတွားလိုက်အောင်သူကတော့အချက်၃ချက်ဖော်ပြထားတယ်ပထမတစ်ချက်ကလီဗာပူးကပြီးခဲ့တဲ့ရက်သက်သက်ပတ်တည်းအတွင်းတုန်းကဘန်ဂျမင်ဆက်စကိုရဲ့ကိုယ်စားလှယ်လေးနဲ့တွဲဆုံဆွေးနွေးမှုလုပ်ခဲ့တယ်ဒုတိယအချက်ကတော့ဂျာမန်ဘွန်ဒလီကာကလပ်အာဘီလစ်ပစ်ကသူတို့အသင်းရဲ့တက်စစ်ကစားမဘန်ဂျမင်ဆက်စကိုနဲ့ပတ်သက်ပြီးတော့လွတ်လပ်စွာဆွေးနွေးခွင့်ပြုထားတယ်အပြောင်းရွှေ့တဲ့လမ်းဖွင့်ပေးထားတယ်တတိယတစ်ချက်ကတော့ သူ့ကိုဆွေးနွေးနေတဲ့ကလပ်သင်းတွေအများကြီးရှိမဲ့ချဲစီးနဲ့အာဆင်နယ်တို့ကတော့ရှေ့ရောက်နေတဲ့ဆွေးနွေးမှုရှိနေတဲ့အသင်းတွေဆက်စကိုကိုခေါ်ဖို့အတွက်ဖြစ်နိုင်ခြေရှိဆုံးအသင်းတွေအဖြစ် Grammy Bay League ကဖော်ပြသွားတယ်။ဒါက Grammy Bay League နဲ့ပတ်သက်ပြီးတော့သတင်းသုံးဖို့ပေါ့လေ။ဒါပေမဲ့တစ်ဖက်မှာဆိုလို့ရှိရင်လည်း Florian Plantenberg လို့ခေါ်တဲ့အာဇာသတင်းထောက်ထုတ်ဖော်ပြထားတာတော့စာချုပ်ဖြစ်တဲ့ယူတန်း80ပေးရတဲ့ပေါင်အားဖြစ်ဆိုရင်98တန်းပေးရတဲ့နှွေရသည်မှာ ဘသူမဆိုးဆက်စကိုလွတ်လပ်စွာခေါ်ဝေးရာသွားတော့မှဆိုပြီးသူကဖော်ပြသွားတယ်။ပြီးတော့ဒီစာချုပ်ဖြတ်သိမ်းရေးဆိုတာကလည်းနှစ်လိုက်တိုးသွားဖို့ရှိရဖြစ်တဲ့အတွက်နောက်နှစ်တည်းမှာဒီထက်ပိုမိုကြာတဲ့သွားနိုင်ချေရှိဆိုပြီးတော့ Florian Plan တဘက်ကဖော်ပြသွားတယ်။အဲ့တော့သတင်းထောက်နှစ်ယောက်ရဲ့အနေထားကိုကြည့်တဲ့အခါမှာပထမသတင်းထောက်တစ်ယောက်ကတော့ဆက်စကိုနဲ့ပတ်သက်ပြီး Premier League ပြိုင်ဘက်အသင်းတစ်သင်းဖြစ်တဲ့ Liverpool ကပါဝင်လာတယ်။ဒါပေမဲ့ Chelsea နဲ့ Arsenal ကခေါ်ဖို့အတွက်ဥဆောင်နေတဲ့ကလပ်အသင်းတွေ နောက်တစ်ယောက်ကကျတော့ဒီ Florian Blandebeck ကပေါ်ပြထားချက်အရဆို22နှစ်ရဲ့ Slovenia သားရဲ့စာချုပ်ဖြစ်တင်ကြီးကပုံမှန်ရှိနေမှာမဟုတ်ပဲနဲ့နှစ်အလိုက်တိုးသွားဖို့ရှိတာဖြစ်တဲ့အတွက်2025နှွေမှာခေါ်မယ်ဆိုရင်တော့ဒီပမာဏနဲ့ရမယ်ဒီထက်များတဲ့ပမာဏနဲ့2026နှွေ2029နှွေမှာဖြစ်နိုင်ချေရှိတယ်2029ခုနှစ်အထိ RB Leipzig တို့နဲ့တက်တန်းရှိသေးတာဖြစ်တဲ့အတွက်လာမယ့်နှွေရာသီကသူ့အတွက်ဆိုရင်တော့စာချုပ်ဖြစ်တင်ကြီး Euro 80နဲ့ရနိုင်ချေအရှိဆုံးပဲဆိုပြီးတော့ပေါ်ပြသွားတယ်အဲ့တော့သတင်းတောက်တွေရဲ့ဇာတ်ကြီးအလုံးခြုံကြည့်လိုက်တဲ့အခါမှာတေချာတစ်ခုကတော့ ဘတ်ဂျင်မေဆက်စကိုဒီလိုရာဒီမှာချိန်တည်ထွက်မှာနောက်တစ်ချက်ကပရီးမီးယားလိဂ်ကလပ်အသင်းအများကြီးတွေမှာအာဆင်နယ်ကောချယ်ဆီရောအပြင်မှာလပောက်ဦးလဲပေါဝင်လာတာတချို့သတင်းတွေရဆိုလို့ရှိရင်တော့ဒီယူနိုက်တက်လဲစိတ်ဝင်စားဆိုတဲ့သတင်းတွေတော့တွေ့လိုက်သေးရဲ့ဒါပေမဲ့မန်ချက်စတာစီးတီးကတော့ဒီစားမောင်စိတ်ဝင်စားတဲ့တဲမှာမပါတဲ့တခုတည်းသောပရီးမီးယားလိဂ်ကလပ်ဖြစ်တဲ့ဆိုပြီးတချို့ report တွေကတော့ဖော်ပြထားပါဘောလေဒီရသည်ဒီကစားသမားကြီး34ဘက်မှာ16ခုသွင်းပြီးတော့၅လုံးဖိနှိပ်ထားပါတယ် ရပူးဆဲဖက်စီကနေပြီးတော့2023ခုနှစ်က UO 24တန်းနဲ့ပြောင်းလာတဲ့ကစားသမားကလက်ရှိအချိန်မှာတော့ RB Leipzig တို့ရဲ့ကြံခဲ့တဲ့နွေရာသီကစာချုပ်သစ်တက်တန်းတိုးထားချက်အရဆိုလို့ရှိရင်တော့ခုနှစ်ယောက်မြောက်လောက်ခလာတာမြန်မာတို့ကစားသမားဖြစ်ရှိနေပါတယ်။အဲ့တော့ကျွန်တော်ရဲ့အမြင်ကိုပြောမယ်ဆိုရင်တော့လက်ရှိ Arsenal တင်းတဲ့သတင်းထွက်နေတဲ့တက်စစ်ကစားသမားတွေမှာ ဘက်ဂျမင်ဆက်စကူကရောက်လာနိုင်ချေအရှိဆုံးပဲအီဆက်ကိုတော့ပြီးမျောမှန်းနေလို့မရအောင်ဂိုကီးရဲ့နဲ့ကလည်းနောက်ပိုင်းသတင်းတွေတိတ်မထွက်တော့ဘူးတခြားကျွန်တော်တို့ဟိုတက်သစ်စတက်စစ်ကစားမလေးနဲ့သတင်းထွက်တယ်ဆိုရင်မဲအိုက်ဒါအပေါင်းဝင်အသင်းဘုတ်ဖွဲ့ကလည်းအနည်းဆုံး200တိ300တိလောက်ကြည်ပြီးတော့မှဒီကစားမတက်ကိုခေါ်တာဖြစ်တဲ့အတွက်အဲ့ကစားမလေးနဲ့ဖြစ်နိုင်ချေကအရန်နေတယ်အဲ့တော့ဈေးကွက်ထဲမှာအိုစီမန်နဲ့သတင်းတွေပြန်ထွက်လာဆိုရင်မဲအသက်ရွယ်ပိုင်းရောတိုးတက်နိုင်ချေရှိရဲ့အနေထားရောမန်တယ်အရာရောစွမ်းဆောင်ရည်အရာရောဗက်စလိုက်ဖြစ်တဲ့အနေထားရောဆိုလို့ရှိရင်တော့ဆက်စကိုဒီအိုက်ဒါရဲ့စိတ်ကြိုက်ပလေ ရာဖြစ်ရှိရာဖြစ်တဲ့အတွက်စာချုပ်ဖြစ်သိမ်းပေးပြီးနှွေးမခေါ်မယ်လို့တော့ကျွန်တော်ကထင်တယ်။အဲဒါဆိုသူ့အတွက်ပေးနေရတဲ့ယူရိုတသိန်းဆိုတာကအာဆီနယ်တို့အခြားတက်စစ်ကစားသမားနဲ့ရှင်ပြီးခေါ်လိုက်မယ်ဆိုရင်တော့မှအသင်းမှာပေါင်တသိန်းခွဲလောက်ပေးတော့မှကပြီးနေမယ်ပလေယာမျိုးအခြားတက်စစ်ကစားသမားတွေအိုစီမန်သွားထိမယ်ဆိုတော့အနည်းဆုံးပေါင်2သိန်းကျော်လောက်ပေးချေရမှာလောက်ခလာတာလည်းစကားပြောတယ်ဆက်စကိုကိုကျွန်တော်တို့ယူ80ပေးပြီးဝယ်လိုက်မယ်တစ်ဖက်မှာလည်း ပီတာအိုဆီမွန်ဒီဂျင်းနဲ့ရမယ်ဂိုကီယောက်ကလည်းဒီဂျင်းနဲ့ရမယ်ဒါပေမဲ့အဲ့ကစားသမား၃အောက်ထဲမှာအာဆင်နယ်ဘုတ်ဖွဲ့ရဲ့အတွေးကတနှစ်ကိုဒီကစားသမားအတွက်လောက်ခါစားဘလောက်ပေးရမလဲဆိုတဲ့အပိုင်းပြောင်းရွှေ့ကြီးကတော့တခါတည်းပြီးရင်ပြီးလိုက်ပြီဒါမှမဟုတ်၃နှစ်အရေးကြ installment payment နဲ့ပြီးရင်ပြီးလိုက်ပြီဒါပေမဲ့အဲ့ကစားသမားတယောက်ကိုခေါ်လိုက်တဲ့အခါမှာပေးချင်မယ်လောက်ခါလာတဲ့ဒီသူ့ကိုစပြီးပိုင်တဲ့ဒီနေ့ကနေစပြီးနောက်၅နှစ် contract အတွင်းတပတ်ကိုပေးရမယ်လောက်ခါစားတိုင်းပေးချေသွားမှာပြန်ညှိပြီးရှော့လို့မရဘူးအဲ့ဒီအနေထားတွေရှိရဖြစ်တဲ့အတွက် ုတိယမြောက်သတင်းတစ်ပုဒ်ကတော့ဒါဖီဘီဆူရိုမာနိုကဖော်ပြထားပါလေအဲ့ဒါကဂျိုရှွာကင်မစ်နဲ့ပတ်သက်ပြီးသူတို့ကဖော်ပြထားတာဂျိုရှွာကင်မစ်ကပြောသွားတဲ့စကားအရဆိုရင်တော့ကျွန်တော်အနှစ်ချုပ်ကြည့်တာသုံးချက်သွားတွေ့တယ်ပထမတစ်ချက်ကဒီ match လာအတွင် international break မတိုင်မီမှာသူ့ရဲ့အနာဂတ်အလားလာနဲ့ပတ်သက်ပြီးဆုံးဖြတ်ချက်ချသွားမယ်ဒီကိစ္စကိုဘိုင်ယန်မြူးနစ်အသင်းကတရားဝင်ထုတ်ပြောထားမျိုးမလုပ်စေချင်ဘူးဆိုပြီးတော့လေသူကတခါလေးပြောသွားတယ်တက်တက်ချက်ကတော့နိုင်ငံပွဲတွေမတိုင်မီမှာကလပ်သင်းမှာဆက်ပြီးနေမနေ နွေရာသီမှာထွက်မထွက်ဆိုတာကိုတရားဝင်ထုတ်ပြောသွားမယ်ဆိုပြီးတော့သူကပြောသွားခဲ့ပေါ့လေဒီချက်၃ချက်ကိုကြည်ချင်းအဖြစ်ဆိုရင်ကျွန်တော်တို့ကဒီမက်ရှလာအတွင်းမှာကံမဲ့နိုင်ငံတကာပွဲတွေမတိုင်ပါရင်ဂျူရှွာကိမင်းနဲ့ပတ်သက်ပြီးအဖြူမဲ့တဲ့ကွဲသွားပြီ တက်တန်းတိုးရင်လည်းတိုးပြီးတော့ဘိုင်ယန်မှာဆက်နေလိုက်ဒါမှမဟုတ်လည်းထွက်မယ်ဆိုလို့ရှိရင်လည်းသူ့ကိုလိုချင်တဲ့အသင်းရဲ့ဆိုရင်ပို့ပြီးလောကကန်ရန်ပို့လွယ်သွားနိုင်တယ်လက်ရှိချိန်မှာသူ့ကိုလိုချင်တဲ့အသင်းတွေမှာအာဆင်နယ်ရောချယ်ဆီရောပါပြီးတော့ဥရောပထိပ်တန်းလိဂီတော်တော်များများကလပ်တင်းနဲ့ပရီးမီယာလိဂ်ကလပ်တင်းအများစုကလိုချင်တယ်သူကဒီယန်ရိုးမာကိုစီယန်ရိုးမာကိုဘောက်တူပေါက်ကောင်းကောင်းဆော့နိုင်တဲ့ပလေးယား အသက်30ရှိပြီဖြစ်ပြီဘယ်ဒီဂျာမနီသားကိုတော့နှွေးမှာအလုနဲ့ရမှာဖြစ်တဲ့အတွက်လာစာပေးရတာမြန်မာမယ်ဆိုရင်တော့မှပျောက်ရွှင်ခြင်းမကုန်တာဖြစ်တဲ့အတွက်ကလတ်တင်းတော်တော်များကစိတ်ဝင်စားနေတယ်အာဆင်တွေကတော့ရှင်းတယ်ပါတီနဲ့ဂျိုဂျင်ကိုထောက်ခွာတော့များတဲ့နှွေးရသည့်အတွက်ဒီ ဆူဘီမာတင်ဆူီမန်တီအပြင်ဟိုမှာဒီကစားမမှာသူတို့ကပြန်ပြီးတော့အားဖြည့်ချင်တဲ့သဘောရှိတယ်။အဲ့ဆိုဂျော်ဂျီညိုနဲ့ပါတီထွက်ခွာသွားမယ်ဆိုရင်တော့မှခင်မင်းနဲ့ဆူီမန်တီဝင်လာမယ်ဆိုရင်တော့အာဆင်နယ်တင်ကွင်းလေတော့ကတော့အသက်ရပိုင်းရောကွာလီတီရောအကရိတ်တစ်ခုတော့ဖြစ်သွားမယ်လို့တော့ကျွန်တော်ကထင်တယ်ပေါ့လေ။ဒီရသည်36ဝက်မှာတကိုးသွင်းပြီးတော့ကိုလုံးဖိုင်ထားတယ်။တပတ်ကိုလောက်ခလာစား UO 33500ရနေတယ်တစ်နှစ်ကို UO 16.5တန်းလက်ရှိဘိုင်ယန်မြူးနစ်အသင်းရဲ့တတိယမြောက်လောက်ခလာစားအမြင့်မဆုံးကစားသမားအဖြစ်ရှိနေရပေါ့လေအဲ့တော့ဂျိုရှွာကင်မစ်ကတော့ကြံခဲ့တဲ့ဒီဘီယလက်ဖာကူစင်အသင်းနဲ့ချန်ပီယံလီပွဲစဉ်မှာဆိုခြေစွမ်းကောင်းပြသနိုင်ခဲ့တယ်အဲ့ဒီပွဲစဉ်ကအချက်လက်လေးကြုံပြပြပြီးသွားမယ်အသက်30ဆိုရင်မဲ့အသက်ကြီးမဲ့မပြတ်စည်းသေးတဲ့ data ချက်လက်တချို့ပေါ့လေဒီကစားမှာတော့မိနစ်60အပြည့်ဝကစားထားတယ်ထိချက်133ချိန်ရှိတယ် ပေးပို့မှု86ကြိမ်ရှိခဲ့ပြီးတော့67ရာခိုင်နှုန်းတိကျမှုရှိခဲ့တယ်နောက်တစ်ချက်ကတော့ဖိုင်နယ်သက်ပေးပို့မှု78ကြိမ်ရှိပြီးတော့လောင်းဘောပေးပို့မှု12ကြိမ်မှာ10ကြိမ်ထိအောင်မြင်ထားတယ် chance create ၄ကြိမ်လောက်ထားနိုင်ပြီးတော့ big chance create ကတော့2ကြိမ်ရှိထားတယ် jewel one တွေမှာဆိုရင်တော့8ကြိမ်အသာသီးရထားပြီးတော့ cross ball ပေးပို့မှု2ကြိမ်ရှိထားတယ် လိန်ခေါမှုဖျက်ကျော်မှုတစ်ကြိမ်အောင်မြင်တာတော့ကြည်ကြားအဖြစ်တကယ်ကိုမှဒီကစားမောက်လိုချင်တဲ့အသင်းရဲ့အတွက်ဆိုလို့ရှိရင်တော့စွမ်းဆောင်ရည်မြင့် player တဦးအနေနဲ့တော့ရှိနေသေးရပါလေအဲ့ဒါကျွန်တော်ကတော့ Joshua Kimmich ကိုကြိုက်လာဆိုရင်တော့ကြိုက်တယ် သူထက်ငယ်ရွယ်ပြီးတော့ကစားသမားတက်ကိုမခေါ်နိုင်သေးဘူးဆိုရင်တော့ဒီကစားသမားမျိုးကိုတော့လောက်ခရတာမြင်မာတာမှန်ပြီးမဲ့အသင်းရဲ့ back up နေနဲ့ခေါ်ထားတင်တယ်။ဘာလို့ဆိုတော့ကျွန်တော်တို့ DM player နှစ်ဦးတော့နှွေးမှာထွက်ခွာတော့များတယ်။ပါတီနဲ့ပတ်သက်ပြီးလက်ရှိအချိန်မှာအသင်းကလည်းစာချုပ်တက်တန်းကိစ္စကိုတင်းတင်းလောက် contract ပုံစံမျိုးနဲ့ပဲဝှကြည်တန်းကြီးကမ်းလှမ်းထားတဲ့အနေအထားမှာဂျိုရှွာကိမစ်လည်းဝင်လာမယ်။အသင်းရဲ့အနာဂတ်အတွက် invest လုပ်မဲ့ Martin Zubimendi လည်းရှိမယ်ဆိုရင်တော့ အာဆင်နယ်သင်းရဲ့အနာဂတ်ကတော့ပိုပြီး upgrade ဖြစ်သွားမယ်လို့ကျွန်တော်ထင်တယ်။တတိယမြောက်သတင်းတစ်ပုဒ်ကတော့နူနိုထာပါတဲ့ကြောင့်ငွေပွင့်ပိုချမ်းလာဖို့ရှိနေတဲ့အာဆင်နယ်။အာဆင်နယ်သင်းကကြံခဲ့တဲ့နေ့တုန်းကအငှားချလိုက်တဲ့ဒါလာဇီယိုရောက်သွားခဲ့ပြီဖြစ်တဲ့နူနိုထာပါတဲ့နဲ့ပတ်သက်ပြီးတော့ လိုရတီမာဒီကစားမောက်ကိုရောင်းချနိုင်တော့မှာပေါ့လေအမှန်ငယ်တော့လာစီယိုကိုအငှားချလိုက်တဲ့ကမဖြစ်မနေဝေဝင်းပုံစံမျိုးနဲ့ထည့်လိုက်တာယူအိုကိုတန်ပလတ်ဆဲဝွန်ကော20 25ရာခိုင်နှုန်းပတ်ချလိုက်နေထည့်လိုက်တာဒါပေမဲ့လာစီယိုကလက်ရှိအချိန်မှာဒီကစားမောက်နွေရတီမာအပိသက်ဝယ်ပြီးရင်တောင်မှလက်ရှိအီတလီတွင်းက ပြိုင်ဘက်တွေလည်းဖြစ်တဲ့ဂျူမင်တက် AC မီလန် Inter Milan တို့ကိုထပ်ဆင့်ပြန်ရောင်းချသွားဖို့ရှိတယ်။အဲ့တော့ Arsenal အနေနဲ့ဟိုနူနိုထာဗာတက်ကိုရောင်းချလိုက်တုန်းကပြန်ပြီးဝင်လာမဲ့ဒီ Euro 6သန်းအပြင်ကိုမှဒီကစားသမားကိုထပ်ဆင့်နှွေးမှာလာစီကရောင်းချတဲ့ခါကျရင်ဆဲဝန်က20ရာခိုင်နှုန်းအထက်ကိုထပ်မံပိုင်ဆိုင်သွားအောင်ပါလောလောဆယ်တော့အသင်းမှရှိတုန်းကတော့ဟိုကလပ်သင်းရဲ့ဒုက္ခအိုးလေးဖြစ်ခဲ့တဲ့နူနိုတာဗာရက်ကတော့လက်ရှိချိန်မှာကလပ်သင်းအတွက်ဆိုရင်တော့ငွေရှာပေးနေပြလို့ရတယ်သူ့ကိုကျွန်တော်တို့ဘန်ဖီကာခေါ်တော့က Euro 7သန်းအခုတော့ ူ့ကိုကျွန်တော်တို့ပြန်ရောင်းခဲ့တာကတော့ယူကိုကိုးတန်းလောက်ပြန်ရမယ်ဆိုရင်ပဲဟိုခစ်ကာလာအရာငွေကြေးဖောင်းပွားမှုရဆိုရင်တော့ကလပ်သင်းမှာလည်းအကြ ాయి ထားခဲ့ရတဲ့အငှားတွေပဲခြားခဲ့ရတာဆိုတဲ့အတွက်မြတ်တဲ့အပြောင်းအရွှေ့တစ်ခုတော့မဟုတ်ဘူး အရင် follow သွားတဲ့အပြောင်းအရွှေ့တစ်ခုလို့လည်းပြောလို့မရဘူး25နှစ်ရှိဖြစ်တဲ့ပေါ်တူဂီသားတော့လက်ရှိ DRC CDA 24ဝက်မှာ22ဝက်ဝင်ကစားထားတယ်ကိုလုံးဖန်တီးထားတယ်လာစီယိုရဲ့အဓိက player တဦးဖြစ်ခြေစွမ်းပြနေဖြစ်တဲ့အတွက်အီတလီကလပ်တွေဖြစ်တဲ့ Juventus AC Milan Inter Milan ကလာမယ့်နွေရာသီမှာလာစီယိုစီကနေတစ်ဆင့်ဝယ်ယူသွားဖို့ရှိနေဖြစ်တဲ့အတွက်အာဆင်နယ်ဘုတ်ဖွဲ့တွေကတော့အိတ်မပြောဘဲနဲ့စဲဝန်ကဘလောက်ရကန်တော့ဝင်မလဲဆိုတာကိုထိုင်ပြီးရေတွက်နေပြီလို့ကျွန်တော်ကတော့ထင်ပါတယ်တော်တော့တပတ်ကို Euro 8000ကျော်ရရှိနေပြီးတော့အာဆင်နယ်မှာရှိခဲ့တုန်းကတော့မာ စေး Forest Lazio အသင်းဒီစီမှာတော်ပြီးအငှားကစားခဲ့ရပါတယ်သူနဲ့ပတ်သက်ပြီးအမှတ်တရနှစ်ခုရှိတစ်ခုကတော့ Manchester United ဘက်ကိုဂိုးသွင်းသားခဲ့တာ Premier League ပွဲစဉ်တစ်ခုမှာပေါ့လေဒါသူနဲ့ပတ်သက်ပြီးအမှတ်တရနောက်တစ်ချက်ကကျတော့ဒီ Nottingham Forest နဲ့ FA Cup မှာလည်းတူတယ်ကျွန်တော်မှတ်မှတ်မိတာလည်းဖြစ်ကောင်းဖြစ်မယ်အဲ့ဒီပွဲစဉ်မှာဆိုသူ့ကိုလူစား လဲပြီးဝင်ကစားခိုက်နေမကြပါဘူးပြန်ပြီးလူစားလဲပြီးပြန်ထုတ်လိုက်ရတဲ့အထီကိုခြေစွမ်းပိုင်းကတော်တော်လေးမိုင်းနဲ့ပြနေရဖြစ်တဲ့အတွက်အဲ့ဒါမမေ့ရပဲကစားသမားတယောက်လူစားဝင်ပြီးကစားဆိုတာအရန်ထူးဆန်းတဲ့ကိစ္စမဟုတ်ဘူးဒါပေမဲ့လူစားဝင်ပြီးကစားတဲ့ကစားသမားခြေစွမ်းမိုင်းနဲ့ပြနေလို့ဆိုပြီးပြန်ပြန်ထုတ်လိုက်ရတာတော့မမေ့ရပါဘူးလေအဲ့ဆိုနူနိုထာဘာရက်အီတလီစီးရီးမှာဒီထက်ပိုပြီးကြမ်းပြီးတော့အောင်မြင်ပါစေလို့ပဲကျွန်တော်ကတော့ဆန္ဒပြုပါတယ်ဒီစီဇန်လေးကိုဒီကောက်ကြီးပန်းပြီးတဲ့ show ဘလုံး online အကြောင်းလဲကျေးဇူးတင်ပါတယ်အမှဆုံးမယ်ဆိုတော့ဘိုင်ဘောက်ခုနကတင်ကြောင်းကို6 9 6 6 3 9 3 9ဆက်တက်ပြီးတော့ဝန်ဆောင်မှုအပြည့်ဝရောက်နေဖြစ်လို့ငွေပုံမှန်ရှိ ီမှာဘောလုံးပွဲတွေလောက်မှာဘောလုံးပွဲတွေလုံးဝမလုံးတော့ဆို YouTube မှာကိုထုတ်ပေါ်ပေါ်ရှုရရှာပြီးကျွန်တော်အားပြုလို့ရပါတယ် Ivan Kuchko Sport Internet ငါးသုံးလုံးမိတူကိုလည်းစော်ကစားလို့ရနေပါပြီကဲနောက်ဆုံးသတင်းတစ်ပုဒ်ကိုတော့ Arsenal တင်းကတရားဝင်ပေးအပ်တဲ့ February လအတွက် Player of the Match ကို Ethan Wanadi ကရရှိသွားပါတယ်ကြံခဲ့တဲ့၄ရက်လောက်တုန်းက Arsenal တင်းရဲ့စကားတွေအဆင့်၄ရောက်ထဲမှာ Wanadi ရောက်ဖို့ရာခိုင်နှုန်းများဆိုပြီးကျွန်တော်ပြောခဲ့တဲ့ဗီဒီယိုလေးကိုသွားရှာကြည့်တွေ့ပါလိမ့်မယ်ဒါကတော့ဂုံဖော်တာပေါ့လေအဲ့တော့ Arsenal အသင်းအတွက် Orchestra နေလက်ရှိအချိန်ထိစုရခဲ့တဲ့လူတွေစီးကိုကျွန်တော်ပြပြပြီးမ ်မယ်။ဩဂတ်လမှာတော့ကဘူဂေါဆာကာစက်တင်ဘာမှာဒေးဗစ်ရိုင်ယာအောက်တိုဘာနိုဝင်ဘာမှာတော့ဘူဂေါဆာကာကနှစ်လဆက်တိုက်ဆက်ရခဲ့တယ်။ဒီဇင်ဘာမှာတော့ဂါဘရီယယ်ဂျေဆုဇန်နဝါရီမှာတော့ဂေဘီယယ်မကာဟီကရရှိခဲ့ပြီးတော့အခုဖေဗူလာတော်တော်အီတန်ဝန်နရီကရရှိခဲ့ပါတယ်။အသင်းမှာနောက်ကြလို့ရှိရင်တော့လူးဝစ်စကယ်လီလည်းတလားတာအကောင်းဆုံးစုတွေပါရောက်ဖို့ရှိရတယ်။ဒါပေမဲ့ဒီကစားမလေးနည်းနည်းလေးတော့လိုသေးရပြ။လိုတယ်ဆိုတာက quality ရမဟုတ်ဘူး။ တိတ်ကြဲလို့ရှင်းထုတ်တဲ့အပိုင်းဒီမှာနည်းနည်းလေးကြမ်းနေအောင်ပြင်ပြီးပြုပြီးတော့မှာအခုချိုးပိတ်တွေစနှုတ်တွေကတွေ့ပါတယ်ရာမိုးရဲ့ညီတို့ဂတူဆိုနဲ့ဘာတော်တယ်ဘာညာဆိုစနှုတ်တွေကကျွန်တော်တွေ့ပါတယ်အဲဆိုလူးဝစ်စကယ်လီလေးဒီအပိုင်းလေးကိုအိုက်တာနည်းနည်း train ပြီးွားရင်တော့ဝန်နေရီနဲ့အပြိုင်အာဆင်နယ်တင်းမှာတလတာအကောင်းဆုံးစုကစားသမားစုတလက်တီယူနိုက်တက်လိမ့်မယ်လို့ကျွန်တော်ကတော့ယုံကြည်ထားပါတယ်အဆုံးထိကြည့်ပြတယ်လဲအားလုံးကိုကျေးဇူးတင်ပါတယ်